Friday 5 132ကစွန်းတော်ပွဲအားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လေကြိုးစို့လိုက်ပါတယ်။မင်းညာထိုးခဲ့တဲ့ပွဲစဉ်တဲကမှာမြန်မာပွဲစဉ်တစ်ပွဲဖြစ်တဲ့စွန်းတော်ပွဲစဉ်ကြောင်းကိုပြပပေးနေပါတယ်။ပြိုင်ဘက်ကတော့အားလုံးလည်းသိပြီးသား Tiger Fighter စွန်းတော်နဲ့ကအသက်လည်းအတူတူပဲ weight ကအရက်ကအတူတူပဲဆိုတော့ဘာမှတိတ်မကွာဘူးလို့ပြောလို့ရတယ်။ချမ်းလည်းကောင်းတာတလို့မင်းညာထိုးခဲ့တဲ့လက်တကယ်လည်းမလွယ်ကူတဲ့ပြိုင်ဘက်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ဇွန်းအောင်ကကအကောင်းဆုံးပုံစံရအောင်ချပြခဲ့တယ်။ဘာပဲဖြစ်ဖြစ် unanimous decision နဲ့နိုင်ခဲ့တယ်။ not down ကနှစ်ကြိမ်အောင်ထိုးပြခဲ့တယ်ဆိုတော့ဒီပွဲကတော်တော်လေးကောင်းတဲ့ပွဲကောင်းတဲ့ပွဲဖြစ်ခဲ့တယ်။ဒီပွဲမှာကဇွန်းအောင်ရဲ့စုံလင်းတဲ့ကစားဟန်ကိုမြင်ခဲ့ရပြီးတော့သူ့ရဲ့ထူထိုက်ချက်တွေကပြိုင်ဘက်အတွက်အတိုင်းအတာကိုတည်တက်ရောက်ခဲ့တယ်လို့ပြောလို့ရ ါတယ်။အဲဘိုးတွေကိုလည်းတေချာတုံချနိုင်ခဲ့တယ်လို့ထင်ပါတယ်။ပွဲမဖြစ်နိုင်ခဲ့ပေမဲ့အသာစီးထိုးပြသွားတာကပရိသတ်တွေအတွက်တော်တော်လေးကြီးကောင်းခဲ့တဲ့ပွဲကောင်းတဲ့ပွဲဖြစ်မယ်လို့ထင်ပါတယ်။အဓိကဒီပွဲမှာကတွဲလုံးတွေကိုဆင့်ပြီးတုံးခဲ့တယ်လို့ဟက်ကစ်တွေကလည်းတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ ပြန်ပြည့်တုံ့ပြန်မှုတွေနဲ့ကောင်နာတွေကိုသတိထားရင်းနဲ့ပဲအဆုံးသတ်မှရလက်ကောင်တစ်ခုရခဲ့တဲ့အတွက်ပေးသက်တဲ့အားလုံးပဲချင်းနဲ့ကြားလိုက်မယ်လို့ထင်ပါတယ်။ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိရှိရွေးရတဲ့အားလုံးကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြပါမယ်။